ရှမ်းပြည်နယ်တောင်ပိုင်းပေါ်ရင်ဒေသဘက်ကိုသွားရောက်ပြီးတော့ဒီစာပူတော်ငှက်ကလေးတွေအတိုက်ဆောက်တာကိုသွားရောက်မှတ်တမ်းနေရကူထတာဖြစ်ပါတယ်အဲဒီငှက်ကလေးတွေကတော့ဟိုအလုံးနဲ့သိကြတဲ့အတိုင်းပဲဒီတိဆောက်ရေးပညာတွေအားသူကျွမ်းကျင်တာပေါ့နော်ဟိုအမခမ်းပါလားအလုံးသိတဲ့အတိုင်းပဲဒီငှက်ကလေးတွေရဲ့ဒီဒလီဆက်ကလေးပေါ့နော်နောက်ကဒီ ဒီညက်ကလေးတွေရဲ့ဒီတိဆောင်ရေးရိုက်တဲ့ဟာကိုအဲကျွန်တော်ကတရက်တာအချိန်ပေးပြီးတော့သွားရောက်ရိုက်ယူထားတာဖြစ်ပါတယ်။